တခါတုန်းကရွာငယ်လေးတရွာမှာဦးဝေးဆိုတဲ့ဆင်းရဲသားတစ်ယောက်ရှိနေပါတယ်။သူ့မှာလဲကွက်နှင်းငယ်သာရှိပြီးမိုးကောင်ရေရှားတဲ့နှစ်တွေမှာအလွန်ဒုက္ခရောက်လေးရှိပါတယ်။ဒီနေ့မှာတော့ဦးဝေးဟာသူ့လဲကွက်ထဲကတစ်ပင်ကြီးအောင်မှာရွှေရောင်တောက်ပနေတဲ့အိုးတလုံးကိုတွေ့လိုက်ပါတယ်။ဒီအိုးလေးကရွှေနဲ့လှုပ်ထားသလိုပဲလို့ပြောပြီးပီတိဖြစ်နေတဲ့အိုးကိုဖွင့်ကြည့်လိုက်တဲ့အခါအိုးရဲကနေငကားကြီးတစ်ကောင်အမွေထွက်လာပြီးမြေကြီးပေါ်မှာကြီးမားလာတဲ့အသွင်နဲ့ပေါ်လာတယ်။ဦးဝေးကဒါကိုပြင်သွားတဲ့အခါကြောက်လန့်ပြီးပြန်ထွက်ပြေးမလို့ငကားမင်းကသူ့ကိုပြောပါတယ်။ ဒီအိုးကိုလာဖွင့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါတယ်ဒီအိုးထဲမှာပြိမိနေတာကြာနေပါပြီဒီအိုးထဲမှာနှစ်ပေါင်း100လောက်ဒီအိုးထဲမှာပြိမိနေခဲ့တာမင်းကငါကိုလာကူညီပေးတဲ့အတွက်ငါနင့်ကိုစုပေးမယ်ဒါပေမဲ့တတိထားရမှာကငါပြောတဲ့စကားကိုမယုံရင်မင်းသက်ဆုံးရှုံးလိမ့်မယ်လို့ပြောလိုက်ပါတယ်ဦးအေးကဒီစကားကိုကြားပြီးပြန်ပြောလိုက်ပါတာကျေးဇူးပြုပြီးကျွန်တော်ကိုမတက်ပါနဲ့ဆုလိုခြင်းလို့အိုးကိုဖွင့်တာမဟုတ်ပါဘူးလို့ပြောလိုက်ပါတယ် နဂါမင်းကပြန်ပြောလိုက်ပါတယ်ဟုတ်ပြီမင်းရဲ့ယိုသားမှုကိုငါသဘောကျတယ်ဒါပေမဲ့ငါပြောတဲ့စကားကိုယုံဖို့လိုတယ်ဒီရွှေအိုးထဲမှာရွှေတင်ကားတွေပြည့်ရှိတယ်ဒါပေမဲ့တနေ့ကိုတပြားပဲယူနိုင်မယ်ပို့ယူရင်အိုးကမော်ဆွမ်းတဲ့မင်းကိုရွှေရုပ်တုဖြစ်သွားစေလိမ့်မယ်လို့ပြောပါတယ်ဦးဝေးသဘောတူပြီးအိုးကအင်ကိုယူသွားပါတယ်အစောပိုင်းမှာသူဟာတနေ့တပြားစနစ်ကျယူပြီးတုံးဆွဲနေခဲ့တယ်ဒါပေမဲ့တနေ့တပြားယူနေရင်ဘလောက်မြင်မြန်ကျန်းတာမှလဲဆိုပြီးလောဘစိတ်ဝင်လာပြီးတခါတည်းနဲ့ရွှေတင်ကားတွေအများကြီးယူလိုက်ပြီးအဲ့ဒီအချိန်မှာပဲသူ့ရဲ့လက်ကရွှေဖြစ်သွားပြီး တကိုယ်လုံးရွှေရုပ်တုအဖြစ်ပြောင်းသွားတယ်ပါတော့တယ်။လောဘကြီးခြင်းဟာပျက်စီးဆုံးရှုံးမှုကိုသာဖြစ်စေတယ်။ယူသားမှုနဲ့စီကံရှိမှသာအောင်မြင်မှုရနိုင်တယ်။လောဘကြီးရဲ့သူဟာအဆုံးမှာဘာမှမကြံတော့ပါဘူး။ယူသားမှုဆိုတာကတနည်းကျရင်ကိုလုံးနေတဲ့အလုပ်ကအောင်မြင်လာနိုင်မှာဒီပုံပြင်ကအကျိုးတွေကိုရနိုင်မယ်လို့ထင်ပါတယ်။